ဘဝနောက်ဆုံးအချိန်လေးကိုရောက်ရှိနေပြီးဈေးကူတာဖို့အခက်အခဲဖြစ်နေတဲ့ဇမင်သားလေးဆွမ်းတချိန်ကပရိသတ်ရင်းထဲမှာအခိုင်အမာနေရာယူခဲ့တဲ့မိသားချော်လေးဆွမ်းစာနေဟာဆိုရင်ဘဝရဲ့နောက်ဆုံးနေဝင်ခြင်းတွေနီးကပ်နေပြီဖြစ်ကြောင်းဝမ်းနေစွာပြောပြလာခဲ့ပါတယ်။တကယ်တော့သူကအသက်30ကျော်အရွယ်ငယ်ရွယ်သူတစ်ယောက်ဖြစ်ပြီးဒီထက်မကအများကြီးအောင်မြင်နိုင်မယ့်အလားအလာရှိတဲ့အရေးချင်းရှိသူတစ်ယောက်ပါ။ ဒါပေမဲ့လေကုတ်ဘဝကိုဖျက်ဆီးပစ်ခဲ့ပြီးတော့မလုံသိတဲ့လောက်ရက်တွေကိုလောက်ခဲ့ရကြောင်းအခုလိုဆိုတဲ့ကျမ်းမာရေးအခြေအနေတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။လက်ရှိမှာတော့စွမ်းစာနေလေနောင်တရှားနေပြီဖြစ်ပေမဲ့ဘာမှမထူတော့ပဲဘဝနောက်ဆုံးနေဝင်ချိန်တွေနှီးကပ်နေပြီဖြစ်ပြီးစီကူတာစရာပတ်စံလည်းမရှိဘူးလို့ဝမ်းနေစွာနဲ့ရင်ဖွင့်ပြောပြလာခဲ့တာဖြစ်ပါတယ်။ သူ့အကြောင်းလေးကိုပြောပြလာခဲ့တဲ့တငယ်ချင်းဟာဆိုရင်လေတော်တော်လေးဝမ်းနဲ့နေပြီးသူတို့တွေလည်းကုညီဖို့မတတ်နိုင်ဘူးလို့ဆိုပါတယ်။ဘာလို့လဲဆိုတော့စွမ်းစာနီရဲ့ကျမ်းမာရဲ့အခြေအနေတွေကပတ်စံရှိရဲ့ဆိုရင်တော့မှမြန်မာနိုင်ငံမှာကုသဖို့မလွယ်ကူပါဘူး။အိန္ဒိယနိုင်ငံကနာမည်ကျော်ဆေးပညာရှင်ကြီးတွေနဲ့တွားရောက်ကုသရမှာဖြစ်ပေမယ့်ကုန်ကြစည်းကလည်းအရန်ကိုများပြားလွန်လာပါတယ်။ မြန်မာကျပ်ငွေသိန်းပေါင်းတောင်းနေချီကုန်ကြမှာဖြစ်ပြီးဒီပမာဏကိုလုံးဝမတက်နိုင်ပေစီကူတာဖို့အတွက်လက်လျှော့ရမလို့တော့ဖြစ်နေရပါစွမ်းစာနီကငယ်စဉ်တုန်းကအရန်အောင်မြင်ခဲ့သလိုအရေးချင်းရှိပြီးအမှုပညာလောကရဲ့ကုန်ဆောင်တယောက်ဖြစ်ခဲ့ရပါဒီချိန်မှာအမှုပညာအလုပ်တွေကိုရှင်းနာပြီးရအရက်တွေပဲတောက်က ကျမ်းမာရေးကိုလွတ်လွတ်ရှုခဲ့တဲ့အတွက်အခုလိုငယ်ရွယ်စင်မှာပဲနောက်ဆုံးခြေလမ်းနဲ့နှီးကပ်နေခဲ့ရပြီဖြစ်ပါတယ်။နောက်ပြီးသူရဲ့ကျမ်းမာရေးအခြေအနေတွေကြောင့်ခြေထောက်နှစ်ဖက်စလုံးကိုဆုံးရှုံးရတော့မလို့အခြေအနေနဲ့လည်းကြုံတွေ့ခဲ့ရတယ်လို့သိရပါတယ်။အရက်တောက်တာများပြီးအသည်လေးထိသွားသလိုတခြားသောကျမ်းမာရေးအခြေအနေတွေကြောင့်လည်းလမ်းလုံးဝမလျှောက်နိုင်ပေ ခြေတော့ကိုခွဲစိတ်ကုသမှုခံယူရမှာပါဒီလိုခွဲစိတ်ဖို့အတွက်မြန်မာနိုင်ငံမှာအချိန်ကျိန်လှုပ်ဆောင်ပြီးပြီ ဖြစ်ပေမဲ့နေကောင်းတတလာခြင်းမရှိပါဘူးမြန်မာနိုင်ငံရဲ့နမဲကျော်နှက်စည်းဆရာကြီးဆရာထုကန့်ကျော်စီမှတွားရောက်ကုသမှုတွေခံယူခဲ့ပြီးမြဲလေလုံးဝတတလာခြင်းမရှိတဲ့အတွက်အိန္ဒိယနိုင်ငံအထီးသွားပြီးတော့ကုသဖို့စီစဉ်နေရပါတယ်ဒါပေမဲ့လည်းစွမ်းစာနီကလက်ရှိမှာအမှုပညာလှူရှားမှုတွေလည်းမလုပ်တာကြားပြီးဖြစ်လို့ဝင်ငွေလဲတပြားမှမရှိတဲ့အတွက်ဈေးကုသဆရာပတ်စံလုံးဝမရှိတဲ့အခြေအနေကိုရောက်ရှိနေရပါ ဘေးနားကရင်းနှီးရဲ့မိတ်ဆွေတွေနဲ့ဆွေမျိုးတွေကလည်းကူညီကြရဲဆိုပေမဲ့ဒီလောက်များတဲ့ပတ်စံကိုတော့ဘယ်သူမှကူညီနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်စွမ်းစာနေအနေနဲ့ခွဲစိတ်ကုသမှုတွေလှုပ်သွားဖို့မတတ်နိုင်ပေ။နောက်ဆုံးအခြေအနေကိုဒီတိုင်းထိုင်ဆောင်ရုံပဲတတ်နိုင်ပါတော့။တကယ်ဆိုရင်အိန္ဒိယနိုင်ငံအထိသွားရောက်ပြီးတော့စီကုသမယ်ဆိုရင်တော့ခြေထောက်တွေလည်းဆုံးရှုံးရမှာမဟုတ်ပေ။ကျန်းမာရေးအခြေအနေတွေလည်းတတော်တတလာမှာပါ။အခုကတော့ကိုယ့်ရဲ့မိုက်ပစ်တွေကြောင့်ဒုက္ခတွေကိုခံစားနေရပြီးဖြစ်ပြီးဘယ်သူမှမကယ်နိုင်တဲ့ဘဝကိုရောက်ရှိလို့နေကြရဖြစ်ပါတယ်။ စွမ်းစာနီလေဒီအချိန်မှာတော့တော်တော်လေးနောင်နာရှာနေပြီဖြစ်ပေမဲ့အချိန်လွန်သွားခဲ့ပါပြီ။ဒါကြောင့်သူ့ဘဝရဲ့နေရက်တွေကိုကောင်းမှုကုသိုလ်တွေများများလုပ်ပြီးကြော့ဖြတ်ဖို့ပဲရှိပါတော့။တကယ်ဆိုရင်စွမ်းစာနီအနေနဲ့အရန်အသက်ငယ်တရားကြောင့်ဒီလိုမျိုးဖြစ်ဖို့ဆိုတာကတော်တော်လေးနှမျောစရာကောင်းပါရဲ့။သူ့ကိုချစ်တဲ့ပရိသတ်တွေကလည်းနှမျောနေကြဖြစ်ပြီးကုညီခြင်းပေးမဲ့လေများပြားတဲ့ကုန်ကြစည်းတွေကြောင့်မတက်နိုင်ကြတော့တာပါ။ ခြေရောက်တွေပြန်ကောင်းလာဖို့နေကောင်းလာစေဖို့ခွဲစိတ်ကုသမှုစရိတ်တွေမတက်နိုင်တဲ့အတွက်ဘဝတောင်ဆုံးအခြေအနေကိုရောက်ရှိနေတဲ့မင်းသားလေးဆွမ်းအတွက်အပီစကလေးတွေကိုပြောပြသွားကြပါအောင်နော်။